ငလင်တန်သင့်ဒေတာတွေကိုစေတနာရှင်ပြည်သူတွေရဲ့လှူဒန်းငွေတွေအတွက်ငွေလွှဲကကင်းလွတ်ခွင့်ပြုကြောင်းဘဝဘဏ်ကအသိပေးကြေညာထားပါတယ်။မလ28ရက်မှာဖြစ်ပွားခဲ့တဲ့ငလင်တန်သင့်ဒေတာတွေကိုစေတနာရှင်ပြည်သူတွေကလူရန်ငွေတွေကိုမြမစီဝါရေးပန်နေပြည်တော်မှာဖွင့်လှစ်ထားတဲ့အမျိုးသားတဘာဝ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုရန်မုံငွေ OA 011834စရင်ရန်ကုန်မြို့မြမနိုင်ငံခြားကုန်သွယ်မှုဘဏ်မှာဖွင့်လှစ်ထားတဲ့နိုင်ငံခြားငွေစရင်အမှတ် 0112840000063နဲ့မြမစီဝိုင်းရေးဘဏ်နေပြည်တော်မှာရှိတဲ့နိုင်ငံသားငွေစင်ရင်အမှတ် EDN 600018ကိုလှူဒန်းနိုင်တယ်လို့သိရပါဗျ။အဲ့ဒီဘဏ်စင်ရင်တွေကိုအများပြည်သူတွေကမြမကျန်းငွေနဲ့လှူဒန်းလိုပါကဘဏ်ကောင်တာကနေတဆင့်ငွေသားနဲ့တိုက်ရိုက်ဖြစ်စေတခြားဘဏ်တွေကနေတဆင့်စင်ရင်ပြောင်းနေ account transfer နဲ့ဖြစ်စေ mobile application တဆင့် မိုဘိုင်းပေမန့်နဲ့ဖြစ်စေ MBU အပါအဝင်တခြား electronic ကတ်တွေနဲ့ဖြစ်စေအကောင့်ထည့်ဝင်လူရန်နိုင်တယ်လို့သိရပါဗျ။နိုင်ငံเจ้าတွင်လူရန်လူပါက နိုင်ငံသားငွေရောင်းဝယ်ဖောက်ကားခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ AD လိုင်စင်ရဘဏ်တွေကနေတဆင့်မြေသည့်နိုင်ငံသားငွေအမျိုးအစားကိုမစိုးလှူဒန်းနိုင်တယ်လို့သိရပါဗျ။အများပြည်သူတို့ရဲ့အလွန်ငွေတွေကိုဘဏ်တွေ AD လိုင်စင်ရဘဏ်တွေမိုဘိုင်းငွေရေးကြေရင်ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေအနေနဲ့ငွေလှဲကကောက်ခံခြင်းမပြုဘဲကုညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။